ောင်ရီတိုင်းရေကြည်မြို့နယ်နဲ့လေးမျက်နှာမြို့နယ်တွေမှာစစ်ကောင်မရှင်နဲ့အေအေပူးပေါင်းတပ်တွေထိတွေ့တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့သိရပါဗျ။အေအေပူးပေါင်းတပ်တွေတင်ပိုက်ထားတဲ့လေးမျက်နှာမြို့နယ်ဆက်ဆက်ရွာနဲ့ရွာတွင်းကတောင်ပေါ်ကျောင်းတို့ကိုစစ်ကောင်မရှင်တပ်တွေကပိတ်ဆို့တိုက်ခိုက်လာတာပါ။ရေကြီးဘက်မှာလည်းပွဲစားနေပါတယ်။ပောက်ကွဲတန်တွေ24ရက်နေ့နဲ့25ရက်နေ့ညတွေမှာပြန်ချားနေရပါတယ်လို့ရေကြီးဒေသခံတူက ERI Times ကိုပြောပါတယ်။ အဲ့လိုပိတ်ဆို့ပြီးနောက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်နဲ့အေအေပူပေါင်းတပ်ဖွဲ့တို့ကတပ်ဖွဲ့ဝင်တွေထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာတတိယပတ်ကစလို့ဆက်ဆက်ယိုယွာနီးတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်ကအင်အားတိုးချဲ့စစ်ကူပို့မှုတွေလည်းရှိခဲ့ပါတယ်။အောက်တိုဘာ၁၇ရက်နေ့ကစစ်တုံးကကြီးအစီး၂၀အင်အားအပြည့်ကိုခင်းဒရာကနေကွင်းကောက်ဘက်ကိုတက်ပြီးလေးမျက်နှာကိုဆက်သွယ်ရေးလမ်းကြောင်းပြောင်းပြီးစစ်ကူပို့ခဲ့ပါတယ်။ ရေကြီးအမြောက်တန်ဒီမှာလည်းထိတွေ့တိုက်ပွဲတွေရှိနေပြီးစစ်ကောင်မရှင်ကစီရင်နဲ့မဆိုင်တဲ့စပင်းရွာကိုပြီးခဲ့တဲ့အောက်တိုဘာ23ရက်နေ့ကဂျက်ဖိုက်တာ3စီးနဲ့လေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်ဖုံးကျဲတိုက်ခိုက်မှုကြောင့်စစ်ဘေးရှောင်တွေပါဝင်ဒေသခံ24ဦးထိသေဆုံးခဲ့ပြီး20ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ရေကြီးအမြောက်တပ်ကနေလည်းလက်နက်ကြီးတွေနဲ့အနီးပတ်ဝန်းကျင်ရွာတွေကိုပြစ်ခတ်တိုက်ခိုက်မှုတွေကိုပြုလုပ်ခဲ့ပါတယ်။စစ်ကောင်မရှင်ကအမြောက်တပ်နေကျေးရွာတွေကိုပြောင်းရွှေ့ခိုင်းထားပြီး ကာကင်းစကန်တွေအခြေပြုကဘန်ဂါရီဆောက်ဆက်တွေတူးမြောင်းတဲ့ကရုံချင်းတွေပါတူထားတယ်လို့သိရပါတယ်။ဒါအပြင်ကြုံမျောခြေဆိုင်တက်ကထုံထုံအင်အားတွေနဲ့စစ်မှုရန်တင်နန်းစင်တသားတစ်တွေရက်တို့တင်နန်းပေးထားတဲ့ပြည်သူစစ်တွေနဲ့အမြောက်တက်တွင်ကိုအင်အားဖြည့်ထားတယ်လို့လည်းသိရပါတယ်။ရင်းနသားလန်းဆောင်မှလည်းအင်အားပြည့်နဲ့စောင့်ကြပ်နေကြပြီးကာကင်းစကန်ငယ်တွေနဲ့ပါအင်အားတူထားတယ်လို့လည်းသိရပါတယ်။စစ်ကောင်မရှင်ကလာမယ့်ဒီဇင်ဘာ28ရက်မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက် အေရီတိုင်းတစ်ခုလုံးကိုနည်းမြေစိုးမှုမှုရယူလို့နေပြီးလက်တလုံးစီရေးတင်မာနေတဲ့တာပေါင်းရေကြီးလေးမျက်နှာအင်ကပူမြို့နယ်တွေကိုအမြန်ဆုံးထိမ့်ချုပ်လို့နေတယ်လို့သတင်းရင်းမြစ်တွေစီကသိရှိရပါတယ်ရရီတိုင်းတွင်းမှာရာဇဝတ်မှုတွေထူပြောနေပေမဲ့ကျူးလွန်သူတွေကိုဖော်ထုတ်ဖမ်းဆီးနိုင်တာမရှိတဲ့အခြေအနေတွေကြောင့်ဒေသခံပြည်သူတွေကတော့စစ်ကောင်မရှင်လောက်ခံရဲတပ်ဖွဲ့ကိုဝေဖန်ပြောဆိုနေကြပါဗျ ဟင်္ဒရာမျိုးကဆရာဝန်လင်မယားအသက်ခံရမှုမှာဆိုရင်တလာခွဲကြုံလာတဲ့အထိကျူးလွန်သူတွေကိုဖမ်းမမိသေးတာကြောင့်ဒေသခံတွေကြားမှာဝေဖန်မှုတွေမြင့်တက်နေပါတယ်။ AR တိုင်းဟင်္ဒရာမျိုးသုံးပင်ခွင့်ရက်ကွက်ကဘူအောင်ကျော်လန်းကဆေးကန်းမှာစက်တင်ဘာ၈ရက်နေ့ကသွားထုခုဆရာဝန်ဒေါက်တာတင်မောင်ထွန်းနဲ့ဇနီးဖြစ်သူဒေါ်စင်မင်းသက်တို့အသက်ခံရပြီးအခြားအိမ်သားနှုတ်ပါထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ CCTV မှာလည်းဒီကလစ်ဆိုင်ကအဖြူရောင်နဲ့ဒီမိုးကအနေအောင်ချုံထားတဲ့သူကိုတွေ့ရတာနဲ့အခုထိဖမ်းဆီးနိုင်တာမျိုးမရှိသေးပါဘူးကရဲတွေကလည်းဒီ line ကြီးကလွယ်ပြီးကျန်တာစိတ်ဝင်စားတော့ဦးလေဒီအဲမြို့ပေါ်မှာလည်းဒီတရားဥပဒေမကင်းလာသူတလိုမျိုးဖြစ်နေတာပေါ့နော်အခုကအတန်းခံရသူတွေရဲ့အိမ်ကိုဝင်ထွက်ရှိတဲ့လူငယ်ချို့ကိုဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်ခဲ့ပေမဲ့အမှုမှန်ပေါ်ပေါက်တာမရှိသေးဘူးလို့ရဲတပ်ဖွဲ့နဲ့နှိစက်သူတွေစီကတီးရပါတယ် ဟင်္ဒရာမြို့မှာမူရင်စေဝါတွေပေါများလာတာကြောင့်လစဉ်လာတိုင်းလူတက်မှုတွေဖြစ်ပွားနေပြီးတရားဥပဒေစိုးမိုးမှုကင်းမဲ့နေတယ်လို့လည်းပြောကြပါရစေ။ဒါအပြင်ဟင်္ဒရာမြို့မှာအော်တိုဘားလာဆန်းပိုင်းကလမ်းသွားလမ်းလာတွေကိုဆိုင်ကယ်နဲ့လိုက်လံလူရဲမှုတွေဇက်တိုက်ဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါရစေ။ဥပဒေစာတမ်းလမ်းအနီးမှာမတ်တက်ပြီးဆိုင်ကယ်နဲ့လူရဲတဲ့သူဟာမနေ့အစောပိုင်းနေကလာတဲ့ဈေးဝယ်သူတွေခရီးသွားသူတွေနဲ့ ဈေးသည်တွေကို ပြစ်မှတ်ထားလူရဲ့နေပြီးရဲစခန်းကိုတိုင်ကြားပြီးမဲ့ဖမ်းဆီးနိုင်လာမျိုးမရှိဘူးဒီလိုဖြစ်စဉ်တွေအပြင် AR တိုင်းတွင်းမှာထူးခြားတဲ့မှုကင်းတွေဖြစ်ပုံကြီးကကျူးလွန်တဲ့တပ်ငယ်မရင်းမှုနဲ့မတန်ဆွမ်းသမီးပေါ်ဖခင်ကကျူးလွန်တဲ့အတ္တမမှုလည်းဖြစ်ပွားခဲ့ပါတယ် AR တိုင်းအိမ်မဲမျိုးမှာမတန်ဆွမ်းဖြစ်နေတဲ့သမီးရင်းကိုအချိန်ချင်းကိုဝင်ဆောင်ခိုင်းတဲ့အခြေအနေထိအတ္တမပြုကျင့်ခဲ့တဲ့အသက်90ရွယ်ဖခင်ကို မူဘင်ရဲစခန်းမှာဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ပါသေးတယ်။အယာရီတိုင်းတွင်းကရဲတွေဟာအရသားတွေကိုမတရားပုံမတက်ဖမ်းဆီးအကြက်ကင်ငွေညစ်တာတွေလောင်ကစားဝိုင်းနဲ့နှလုံးသုံးလုံးတိုင်းတွေစီကတရားဝင်ငွေကြေးတောင်းခံတာတွေငွေရစေးရောင်းတာတွေတဲယူပေးတာတွေလုပ်နေပြီးပြည်သူလူထုကိုကာကွယ်ပေးရမယ့်တာဝန်တွေ ပြက်ကွက်နေတာကြောင့်တရားဥပဒေစိုးမိုးမှုကင်းမဲ့လာတယ်လို့ပြည်သူတွေကဆိုပါတယ် အေရီတိုင်းရေကြီးမြို့နယ်နဲ့ကျုံပြုံမြို့နယ်တွေကဒေသခံတွေဟာစစ်ကောင်မရှင်ပြုလုပ်မဲ့တူယောင်ရွေးကောက်ပွဲကိုစိတ်ဝင်စားမှုရှိဘူးလို့ဒေသခံတွေစီကသိရှိရပါတယ်။ကြက်တဲမှုတွေရှိနေတဲ့မြို့ကန်တွေဟာရက်ွက်အုပ်ချုပ်ရေးမှုရုံးတွေမှာကတ်ထားတဲ့မဲဆင်းတွေကိုလာရောက်ကြည့်ရှုသူမရှိသလောက်နှဲပါနေတာကိုတွေ့ရတယ်လို့စစ်ကောင်မရှင်နဲ့နှိစက်သူတွေစီကသိရပါတယ်။သူတို့ရွေးကောက်ပွဲစိတ်ဝင်စားဖို့နေနေတာတာသူတို့အနာသိန်းကလေးကကြက်တဲလိုက်ကြတာစားဖို့တောင်အဆင်မပြေဘူး။ ဒါတွေကိုအရေးတူသွားမကြည့်နိုင်ပါဘူးဒီရွေးကောက်ပွဲကိုလုံးဝမကြည့်နဲ့ကြပါဘူးလို့ကျုံမြော်မြို့နယ်ရှိဒေသခံတူက ARD Times ကိုပြောပါရယ်ဒေသခံတွေစိတ်ဝင်စားမှုနဲ့ပါတဲ့အပြင်ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုတွေမှာလည်းပြဿနာတွေပေါ်ပေါက်နေတယ်လို့သိရပါရယ်စစ်တပ်ထောက်ခံသူနန်းစီဒီယန်ဆရာဆရာမအချို့နဲ့ဒေသခံအချို့ရဲ့အမိတွေမဲဆင်းမှပါဝင်ခြင်းမရှိတဲ့အတွက်ကျေးရွာအုပ်ချုပ်ရေးမှုတွေကိုအမိစင်းတွေပြန်လည်ဖြစ်ဆွတ်ဖို့ညွှန်ကြားထားတယ်လို့သိရပါရယ် ဒါအပြင်ရေကြီးနဲ့ကြုံပြော်မြို့နယ်တွေကနန်းစီရီယံပညာရေးဝန်ထမ်းအချို့ဟာစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲအတွက်ကျောင်းဝင်းအတွင်းမဲဆွယ်စည်းရုံးနေတာကိုလည်းတွေ့ရှိရတယ်လို့ဒေသခံတွေကဆိုပါတယ်။ ERI တိုင်းတွင်းစစ်ကောင်မရှင်ကအစ်စ်ပြန်လဲဖွဲ့စည်းထားတဲ့ခရိုင်အချို့မှာပြီးခဲ့တဲ့စက်တင်ဘာလကစပြီး electronic မဲပေးဆက်နဲ့မဲပေးတရုတ်ပြမှုတွေပြုလုပ်ခဲ့ပါတယ်။မဲယုံတရုံကိုမဲပေးဆက်၃လုံးထားရှိမှာဖြစ်ပြီးဒေသခံတွေကိုမိမိအမည်မဲဆင်းမှပါမပါ လေးလေးစားစားတွမ်းရောက်ကြည့်ရှုဖို့ခိုင်းစေထားတယ်လို့စစ်ကောမရှင်နဲ့နှိစက်သူစီကသိရပါဗျ။စစ်ကောမရှင်လောက်ခံပြည်အောင်စုရွေးကောက်ပွဲကော်မရှင် UEC က၎င်းတို့ရဲ့ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးကာလရပ်ပေါင်း60ကိုအောက်တိုဘာ28ရက်ကနေဒီဇင်ဘာ26ရက်နေ့ထိဖွင့်လှစ်လိုက်ပြီးဖြစ်ကြောင်းထုတ်ပြန်ထားပါဗျ။ ERI တိုင်းဟင်္ဒရာခရိုင်မြောင်မြို့နယ်မှာစစ်ကောင်မရှင်ခန့်ခြေပါအုပ်ချုပ်ရေးမှုက စစ်သားဝင်ယူဖို့လို့ဆိုပြီးကြက်ငွေ300ကျော်ထိကောက်ခံနေတယ်လို့ဒေသခံတွေစီကသတင်းရရှိပါရယ်ကြက်ငွေ300ကျော်ထိအာတမစုဆောင်တောင်းယူနေသူမှာမြောင်မြွတ်နယ်မရွေးကုန်းအုပ်စုစစ်ကောင်ရှင်ခန့်ချေးရွာအုပ်ချုပ်ရေးမှုဦးစိုးညွတ်ဆိုသူဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်စစ်သားလူဝယ်ထည့်ရတယ်ဆိုပြီးငွေစုပေးနေကြရတာစစ်သားတစ်ခါထည့်ပေးရပြီဆိုတာနဲ့ငွေ300ကျော်ရယ်စုပေးရတာလို့မရွေးကုန်းအုပ်စုရှိဒေသခံတူက ERI Times ကိုပြောပါရယ် မရွေးကုန်းကျေးရွာအုပ်စုမှာကျေးရွာပေါင်း9ရွာရှိပြီးအုပ်စုရင်းကျန်းွေ320ကျော်ကိုကျေးရွာရှိဒေသခံတွေစုဆောင်းပြီးကျေးရွာအုပ်ချုပ်ရေးမှုစီပေးဆောင်နေကြရပြီးငွေတောင်းယူတဲ့အချိန်ရင်မှများလာတယ်လို့ဒေသခံတွေကပြောပါရယ်။ ERR တိုင်းရှိမြို့နယ်များအစုမှာစစ်ကော်မရှင်ခန့်အုပ်ချုပ်ရေးမှုတွေကပြည်သူစစ်မှုရန်လူစားထိုးဝယ်ယူဖို့လို့ဆိုပြီးငွေကြေးတွေအဆမတန်တောင်းယူနေပေမဲ့အမှန်တကယ်ပြည်သူစစ်မှုရန်ကိုပို့ဆောင်ခံရသူတွေမှာ ငွေကြေးတွေမရဘူးလို့ပြည်သူစစ်မှုရန်မိသားစုဝင်တွေကပြောပါတယ်။ ERI တိုင်းတွင်26မြို့နယ်ရှိပြီးစစ်ကောင်မရှင်ခံအုပ်ချုပ်ရေးမှုအများစုမှာကြေးရွာပြည်သူစစ်ပြည်သူစစ်မှုရန်တွေအတွက်ထောက်ပံ့မှုနဲ့လူတွေဝယ်ယူဖို့လို့ဆိုပြီးအကြောင်းမျိုးမျိုးပြပြီးလက်ရှိအချိန်ထိငွေတောင်းယူနေတယ်လို့ ERI Time ကစုံစမ်းသိရှိရပါတယ်။ အေရီတိုင်းကန်ရှိရောင်းမြို့နယ်ရှိ108တောင်စီဒီမှာအနောက်တောင်တိုင်းစစ်ဌာနချုပ်ကဆစ်အောင်နိုင်ဖို့အတွက်ရေရာချေစုတောင်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။အောက်တိုဘာ24ရက်နေ့ကပသိမ်မြို့ခြေဆိုင်အနောက်တောင်တိုင်းစစ်ဌာနချုပ်ကအမျိုးသားမျိုးသမီးအင်အား100လောက်နဲ့လာရောက်ပြီး108တောင်စီရော်ရဲ့ရုပ်ကလပ်ရှိမှာဆစ်အောင်နိုင်ရေးအတွက်စုတောင်းခဲ့ကြတာပါ။ တိုက်ပွဲတွေနိုင်အောင်ဆိုပြီးအောင်မြင်လာနင်းတယ်လို့တော့ပြောတာပဲတရားရှိတောင်ဖျားကတကိုးကြီးတယ်ဆိုလို့သူတို့စစ်တပ်ကဖျားတွေမှာရရရချိန်နေကြတာပဲလေလို့ဒေတာကန်တူးက ARD Times ကိုပြောပါရယ်အဲ့လိုစစ်တပ်ကလာရောက်ပြီးရရရချိန်နေစဉ်ပြည်သူတွေကိုဖျားတွင်းဝင်ခွင့်ပိတ်ထားတယ်လို့လည်းဒေတာကန်တွေကပြောပါရယ် လက်ရှိအချိန်မှာအာရခတပ်တော်နဲ့ပူပေါင်းတပ်တွေက ARI တိုင်းနယ်နိမိတ်တွင်တိုက်ခိုက်မှုတွေပြုလုပ်နေပြီးစစ်ကောင်မရှင်တပ်သားတွေအနေနဲ့နေ့စဉ်ထိခိုက်သေးဆုံးမှုတွေလည်းရှိနေပါတယ်။ ARI တိုင်းဟိုင်းကြီးကျွန်းမြို့မှာလူငယ်တူကိုစစ်မှုထမ်းပါတယ်လို့ဆိုပြီးအုပ်ချုပ်ရေးမှုကလာရောက်ခေါ်ဆောင်ပြီးအခြားဒေသကိုရောင်းစားတဲ့ဖြစ်စဉ်တစ်ခုအောက်တိုဘာ29ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ အမှန်နဲ့ကွက်မှာနေထိုင်တဲ့အသက်30ရွယ်လူငယ်တူကိုအုတ်ချုံရဲမှုဦးမင်းနိုင်က လာရောက်ခေါ်ဆောင်သွားပြီးရေကြီးမြို့နယ်ဘက်ကိုစစ်မှုရန်အစားထိုးဖြင့်ရောင်းချခဲ့တာဖြစ်ပါတယ်။ပါသွားတဲ့ကောင်လေးကအကျွေးတွေများနေလို့အုတ်ကြီးကစစ်ထဲဝင်ရင်ပြေးလဲမယ်။ငွေလဲပေးမယ်ဆိုပြီးခေါ်သွားတာပဲလို့ဒေသခံတွေက ARD Times ကိုပြောပါရတယ်။ အဲ့ဒီအုပ်ချုပ်ရေးမှူးဦးမင်းနိုင်ဟာစစ်မှုရန်စားထိုးဖို့အတွက်ရောင်းစားတဲ့ဖြစ်စဉ်နှစ်ကြိမ်ရှိပြီဖြစ်ကကျန်ခဲ့တဲ့မိသားစုတွေကိုငွေကြေးပြေဝမပေးဘူးလို့လည်းသိရပါဗျ။ ERI တိုင်းရှိရပ်ကွက်နယ်ခြေရွာတွေမှာအုပ်ချုပ်ရေးမှူးတွေကလူပွဲစားတွေနဲ့ပေါင်းပြီးလူငယ်တွေကိုဖမ်းဆီးပြီးစစ်မှုရန်ဖြစ်ရောင်းစားမှုတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါဗျ။